တရင်ပြည်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင်ချက်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစမှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာခုတကပရမအုပ်ဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပခောကူရေစကြိုလမ်းမိုင်းမှာစတက်နဲ့ဆင်ချောင်းရွာပြူစောဒီခေါင်းဆောင်လင်းထင်ပိုင်ဆိုင်နဲ့ဗီလက်မြင့်နဲ့စီပုံးတွေကိုဇော်တန်ဝိုင်ရဆို PDF ကဖန်စီတင်ဆက်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် မကွေးတိုင်းရေစကြိုမြို့နယ်ပခုတ်ကူရေစကြိုလမ်းမိုင်းမှာအကြံဘတ်စက်တက်နဲ့ဆင်ချောင်းရွာပြစောတီခေါင်းဆောင်လင်းထင်ပိုင်ဆိုင်နဲ့ဗီလက်မြင့်နဲ့စီပုံးများကိုဖမ်းဆီးတင်ဆက်နိုင်ခဲ့တယ်လို့ဇော်တန်ဝိုင်အဆို PDF တောက်ဝင်ကန်ကိုအောင်မောင်းကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ညနေ3နာရီခန့်မှာဇော်တန်ဝိုင်အဆို PDF မှတော်လိုင်းရဲဘော်များကပခုတ်ကူရေစကြိုလမ်းမိုင်းမှာဆင်ချောင်းရွာမှာပြစောတီခေါင်းဆောင်လင်းထင်ရဲ့ဗီလက်မြင့်တဲကားတစ်စီးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲလိုဗီလက်မြင့်အိတ်တွေတဲနိုင်ရတော့ဆင်ချောင်းရွာပြစောတီခေါင်းဆောင်စကောင်းစီကန်အုပ်ချုပ်ရေးမှုလင်းထင်ဟာ ရွာဦးစိတ်ဒီပြူပြင်းရန်ဆိုပြီးကြောင်းပြထားပေမဲ့လည်းတကယ်တော့၎င်းရဲ့တပည့်ဖြစ်တဲ့ပြူစောတီတင်မိုးရဲ့နေအိမ်ဆောက်လုပ်ရန်တို့ဖြစ်ကြောင်းအစိုးပါပြူစောတီတင်မိုးဟာဂွေချိုးရွာပြူစောတီတအူးဖြစ်ပြီးတော့တော်လန်ရေးတပွဲများရဲ့တိုက်ခိုက်မှုကြောင့်စင်ချောင်းရွာသို့ထွက်ပြေးသွားကနေအိမ်ဆောက်ပြီးနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီနေ့မှာပဲရေစကြိုမျိုးစူပေါင်းယုံမှဂျမ်ဘက်စကောင်းစီတပ်သားများပိုင်ဆိုင်တဲ့ဇားစီဆယ်ဘိတာဝန်ဆန်းတဲ့စီပုံးတရာကိုလည်းပခောကူရေစကြိုလမ်းမိုင်းမှာတော်လန်ရေးဘော်များကထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ ပခောကူရေစကြိုလမ်းမိုင်းမှာဖမ်းမိခဲ့တာ23ရက်နေ့ညနေပိုင်းမှာတရင်အနံ့ရတာနဲ့အဲ့ဒီဗီလက်မြေကားကိုတက်သိမ်းလိုက်တာနောက်ပြီးတစ်ချိန်တည်းမှာပဲစူပေါင်းယုံကစီကားရောတခါတည်းတန်းမိတာလောလောဆယ်ကားသမားတွေတော့ဖမ်းထားတာမရှိဘူးအကုန်ပြန်လွတ်ပေးလိုက်ပါတယ်လက်ရှိဗီလက်မြေကားကတော့ထိမ့်သိမ်းထားတယ်စီကားကတော့လိုင်းကားဖြစ်တဲ့တူကပြန်လွတ်ပေးလိုက်တယ်အခုဗီလက်မြေကားတစ်ခုပဲထိမ့်သိမ်းထားတာနည်းနည်းလေးအချက်လက်စစ်ဆေးစရာရှိသေးလို့လို့ဇော်တန်ဝိုင်ရဆို PDF ထောက်ဝင်ကန်ကိုအောင်မောင်းကပြောပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ဘယ်လာရုနဲ့ရုရှားတို့သွားမယ်မင်းအောင်နိုင်ရဲ့မိသားစုနဲ့တူခရိုနီစီးပွားရေးသမားများနဲ့လိုက်ပါကြမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ဘယ်လာရုနိုင်ငံနဲ့ရုရှားနိုင်ငံတို့ဒီကနေ့သွားရောက်မယ်အချမ်းဘက်စစ်ကောင်းဆောင်မင်းအောင်နိုင်ရဲ့မိသားစုနဲ့တူခရိုနီစီးပွားရေးသမားကြီးများနဲ့လိုက်ပါကြမှာဖြစ်တယ်လို့ UMFCCI သတင်းရင်းမြစ်ကပြောဆိုပါရစေ။အချမ်းဘက်စစ်ကောင်းဆောင်မင်းအောင်နိုင်ကဇွန်လ26ရက်နေ့မှ29ရက်နေ့ထိဘယ်လာရုနိုင်ငံမက်စမြို့မှာပြုလုပ်မဲ့စတုတ္တချိန်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ကိုတက်ရောက်မှာဖြစ်ပြီး EU ရဲ့လက်ချောက်ဥက္ကဋ္ဌဖြစ်တဲ့ဘယ်လာရုနိုင်ငံတမရနဲ့တရားတွေးဆောင်ခြင်းဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်ပွဲဥက္ကဋ္ဌနဲ့တွေးဆောင်ခြင်းစက်ရုံလုံးရုံများတို့တွားရောက်လေးလာခြင်းများကိုလှုံ့ဆော်သွားမှာဖြစ်ကြောင်းအဲ့ဒီခရီးစဉ်တွင်နှစ်နိုင်ငံဆိုးရနဲ့ပြည်သူများကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာများနဲ့ကန္နာဘောင်ဆုံးမှာမဟာပြူဟာမြောက်ပူပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များပါဝင် Eurasian Economic Union ဖွဲ့ဝင်နိုင်ငံများနဲ့စီးပွားရေးဆိုင်ရာဆုံးနှင်းမှာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီခရီးစဉ်မှာမင်းအောင်လှိုင်ကတိုက်ရိုက်ရွေးချယ်ထားတဲ့ ဇီဝါရီတမခရိုနီတချို့လည်းလိုက်ပါခွင့်ရရှိမှာဖြစ်ကြောင်းအရေးလိုလိုက်ပါခွင့်ရရှိသူများမှာပြည်ထောင်စုမြန်မာနိုင်ငံစံမှုလက်မှုလုပ်ငန်းရှင်များအတင်းကျုပ် UMSCCI မှာဇီဝါရီတမတွေလည်းပါဝင်တယ်လို့သိရပါတယ်အခု UMSCCI ကဇီဝါရီလုပ်ငန်းရှင်တွေနဲ့စံမှုလက်မှုလုပ်ငန်းရှင်တချို့လိုက်ပါမယ်အဲ့ဒီခရီးစဉ်မှာလိုက်ပါဖို့စီရင်နေခေါ်တာပါ UMSCCI ဇီဝါရီကိုယ်စားလှယ်ဖွဲ့တော်ပါတယ်လို့ UMSCCI သတင်းရင်းမြစ်ကပြောဆိုပါတယ်ဒါပြင်မေအောင်လိုင်ဟာရုရှားနိုင်ငံဘူတီးရီးယားပြည်နယ်သို့တွားရောက်မှာဖြစ်ပြီးတော့ အရိပိနယ်မှာရှိတဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနဲ့ဆေးရုံလုံးရုံများကိုလေးလာမှာဖြစ်တယ်လို့လည်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ငဇုံမျိုးနဲ့မျိုးသားစမှုစုံမှရေခဲရန်ထွက်လာတဲ့စစ်သားများကိုတိုက်ခိုက်မှုတွင်အချမ်းဘက်စစ်ခွေ6កောင်ထိဆုံးပြီးတနက်တက်လက်တင်ဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းငဇုံမျိုးနဲ့မျိုးသားစမှုစုံမှရေခဲရန်ထွက်လာတဲ့အချမ်းဘက်စစ်သားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ။အချမ်းဘက်စစ်ခွေ6កောင်ထိဆုံးခဲ့တယ်လို့ငဇုံမျိုးနဲ့ဘက်ကဖားမှတာဝန်ရှိသူတဦးကပြောပါတယ်။ ယမန်နေ့ဇွန်လ23ရက်နေ့မနက်9နာရီကျော်ခန့်မှာမျိုးသားစမှုစုံမှရေခဲရံထွက်လာတဲ့ဂျမ်ဘတ်စစ်သားတွေကိုတော်လန်ရီတပွဲများကမိုင်းဆွဲပြီးပြစ်ကတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုအတွင်းမှာဂျမ်ဘတ်စကောင်းစီတပ်သား6ဦးသေဆုံးပြီး G3 တနက်တလက်ကိုလည်းတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ရေခပိုးလာတဲ့စခွေးတွေကိုစောင်းချိုပြစ်ကတ်တိုက်ခိုက်ခဲ့တာပါ။အဂျမ်ဘတ်စခွေး6ကောင်သေးပြီးလန်နတ်တလက်လည်းတင်ဆက်နိုင်ခဲ့ပါတယ်လို့ငဇုံမျိုးနယ်ဘက်ကဖောက်မှတာဝန်ရှိသူတအူးကပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုငစုံမြို့နယ်ဘကဖားမှတော်လိုင်းရဲဘော်များကပြုလုပ်ခဲ့တာဖြစ်ပြီးရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အပြေခက်ရစရေးကိုချိုးပေါက်တာကြောင့်အစ္စရေးနဲ့အီရန်ကိုထရန့်ဖြစ်တင်ချိန်ပေါင်းတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှအစ္စရေးနဲ့အီရန်ဟာအင်္ဂါနေ့ကပြန်လည်တိုက်ခိုက်ခဲ့ကြတာကြောင့်အကြီးအကျယ်စိတ်ပြတ်မိတယ်လို့ထုတ်ပေါ်ပြောကြားခဲ့ပြီးတော့နိုင်ငံစလုံးကသူတို့ဘာလုပ်နေတာကိုမသိကြဘူးလို့ပြစ်တင်ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့မနက်မှာပြုလုပ်မဲ့နေတိုးထိပ်တည်စည်းဝေးတရောက်ရန်တို့ကအိမ်မျိုးတော်မှထွားခွာစဉ်ထရန့်ကအခုလိုမှတ်ချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာအစ္စရေးနဲ့အီရန်တို့ဟာပြီးခဲ့တဲ့တနင်္လာနေ့ညမှာပြေခတ်ရစဲပြီးတဲ့နောက်ဒုံးကြီးတွေပြန်လည်ပြစ်ခတ်ခဲ့ကြပါတယ်။အခုကျွန်တော်အစ္စရေးရဲ့လုံရက်ကိုစိတ်ပြက်မိပါတယ်။အခုစနစ်နာရီပြည့်ရထားတယ်လို့ကျွန်တော်ပြောတယ်။ပထမနာရီမှာမတိုက်ခိုင်းနဲ့လို့ပြောတာနားမထောင်ကြဘူး။ဒါကြောင့်ကျွန်တော်တို့ကိုစိတ်ပြက်မိတယ်။အီရန်ကိုလည်းစိတ်ပြက်တယ်။ဒါပေမဲ့အစ္စရေးကတိုက်ခိုက်ရင်ပိုစိတ်ပြက်မိမှာပါလို့ထရန့်ကပြောဆိုပါတယ်။ ဒါပြင်အမေရိကန်တမရထရန့်ကအခုကျွန်တော်တို့မှာချိန်ကြာကြီးပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေတဲ့နိုင်ငံတစ်ခုရှိတယ်။အခုကိုဘာလုံးလို့လုံးနေတယ်ဆိုတာတို့မသိကြဘူးလို့၎င်းကဆက်လက်ပြောပါတယ်။အစ္စရေးဘုံများကိုမကျဲပါနဲ့။ဘုံကျဲခြင်းကအဓိကချိုးပေါင်းမှုတစ်ခုဖြစ်ပါတယ်။လေယံမှုများကိုအခုပဲအိမ်ပြန်ပို့ပါလို့ထရန့်ကမရင်းဝမ်းရဟရင်မော်တက်ပြီးမချမီထရက်ဆိုရှယ်မှာရေးသားထားပါတယ်။အိုင်းနောက်မိနစ်ပိုင်းကြာမှအစ္စရေးဘက်ကအင်္ဂါနေ့မနက်ခင်းမှာတိုက်ခိုက်ဖို့စီစဉ်များကိုဖျက်သိမ်းတယ်လို့၎င်းကကြေညာခဲ့ပါတယ်။အခုအစ္စရေးကအီရန်ကိုတိုက်ခိုက်မှာမဟုတ်ပါဘူး။ လေရင်တွေအားလုံးကပြန်လည်ပြီးတော့အိမ်ပြန်ပါမယ်ဘယ်သူမှထိခိုက်မှာမဟုတ်ပါဘူးအပြစ်ခက်ရစရေးကတက်ဝင်နေပါပြီအဲ့ဒီကိစ္စကိုအာယုံဆိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ထရန့်ကရေးသားခဲ့ပါတယ်ပြီးခဲ့တဲ့တနင်္လာနေ့ညမှာထရန့်ကအစ္စရေးနဲ့အီရန်တို့ကြားအပြစ်ခက်ရစရေးကိုကြေညာခဲ့ပြီးတော့အဲ့ဒီပြည်ပခါကိုစနေရကြစစ်ပွဲလို့ခေါ်ဆိုခဲ့တာဖြစ်ပါတယ်ဒါပြင်အီရန်ကနျူကလ িয়ার ဆက်ရုံများကိုမြေထိခါမှပြန်လည်တိစောက်ခွင့်ရလိမ့်မှာမဟုတ်လို့ထရန့်ကရေးသားထားပါတယ်ဒါပြင်ကာတာမှာရှိတဲ့အမေရိကန်ရဲ့လေတက်စကန်ကိုအီရန်ကကန်တက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက် အမေရိကန်ကအစိုးပြုထားတဲ့အဖြစ်ခဲ့ရဆဲရေးဆိုင်ရာအီရန်ရဲ့သဘောတူညီချက်ကိုကာတာဝန်ကြီးချုပ်ကအာမခံခဲ့ပါတယ်။အဲလိုအပြစ်ခဲ့ရဆဲကြောင့်ကြေညာပြီးမှအီရန်ဟာအစ္စရေးဘက်ကိုဒုံးကြီးနှစ်ဆင့်ပြစ်လုခဲ့တယ်လို့အကြီးတန်းအစ္စရေးရရှိတဦးကအင်္ဂါနေ့မှာပြောကြားခဲ့ပြီးနောက်ထပ်နိုင်အနေငယ်တွဲမှာအီရန်ကထပ်မံပြစ်ခတ်လိုက်မယ်လို့ယုံကြည်ပါတယ်လို့ဆိုပါတယ်။နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ထီကားပလက်ကထွက်ပြေးတဲ့စစ်သားတွေကိုတော်လိုင်းရေးဖွဲ့တွေကလိုက်လံတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ခွေ14ကောင်တေးပြီး၄ကောင်ရှင်ဖမ်းမိကောင် တရမှုပါဝင်52ဦးထိုင်းဘက်ထွက်ပြေးသွားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာထိုင်းနိုင်ငံအနီးမှာရှိတဲ့ထီကားပလဲတပ်စခန်းကနေထွက်ပြေးသွားတဲ့တရမှုပါဝင်စစ်သား60ကိုဒေါ်လန်ရေးပူပေါင်းတပွဲတွေကလိုက်လံတိုက်ခိုက်ရမှာ။အကြမ်းဖက်စစ်ကွေ14កောင်တေဆုံးပြီး6កောင်အရှင်ဖမ်းမိခဲ့တယ်လို့ကရန်ညိုကရင်စည်ရဲ့သတင်းရင်းမြစ်တဦးကပြောပါတယ်။ဒါပြင်တရမှုပါဝင်ကျန်တဲ့52កောင်ကတော့ထိုင်းနိုင်ငံအတွင်းထွက်ပြေးဝင်ရောက်သွားတယ်လို့၎င်းကဆက်ပြောပါတယ်။အခု42ယောက်ထိုင်းဘက်ရောက်တယ်၊၄ယောက်အရှင်မိတယ်၊လက်နက်15လက်ရတယ်။ ဂျန်နာကမသားပဲလို့ကရင်စရေသတင်းရင်းမြစ်ကပြောပါလိမ့်။ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကတော်လန်ရေးတက်တီထီခါပလက်တက်စကန်ကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာအဲ့ဒီအချမ်းပတ်စစ်ခွေးတွေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတာလို့ကရင်စရေသတင်းရင်းမြစ်ကပြောပါလိမ့်။အရင်နောက်တော်လန်တပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ရမှာထိုင်းနိုင်ငံတွင်မဝင်ရောက်မီနေဆက်တနေရမှာဝိုင်းထားနိုင်ပြီးတော့တိုက်ခိုက်ခဲ့တာလို့ဆိုပါလိမ့်။ကရင်မျိုးသားစီယုံကရန်ညူဌာနချုပ်အဖြစ်နနေကအခြေစိုက်ခဲ့ပူးတဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထေခါပလဲတက်စကန်ကို GN မျိုးသားလူမျိုးရေးတက်မတော် KNL ဦးဆောင်တဲ့ပူပေါင်းတက်တွေက ဇွန်လ22ရက်နေ့မှာတင်ပိုက်နိုင်ခဲ့တယ်လို့ကရန်ညုဘဟုကထုတ်ပြန်ထားပါတယ်။ကရန်ညုအနေနဲ့မာနယ်ဘလောဌာနချုပ်ကနေစောက်ခွာရပြီးတဲ့နောက်အစိုးရထိခါပက်လေစကန်းကို1995ခုနှစ်မေလမှစတင်ကဌာနချုပ်အသစ်ဖြစ်ပြောင်းရွှေ့တည်ထောင်ခဲ့ရ။နှစ်နှစ်မပြည့်မီ1998ခုနှစ်ဖေဖော်ဝါရီလတည်းမှာပဲအကြမ်းဖက်စစ်တပ်ကထပ်မံကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်းခံခဲ့ရတာလို့ဖော်ပြထားပါတယ်။အဒီစကန်းကို28နှစ်အကြာ2025ခုနှစ်ဇွန်လ22ရက်နေ့မှာပြန်လည်ရယူနိုင်ခဲ့တာလို့ကရန်ညုကဖော်ပြပါတယ်။အဒီစစ်စင်ရေးကို KNL နဲ့တူ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KND ကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပူးပေါင်းပြီးစကန်သိမ်းတိုက်ခိုက်ခဲ့တာလို့လည်းသိပေးထားပါတယ်။အခုလက်ရှိမှာထေခါပလဲစကန်ကိုသိမ်းပိုင်းနိုင်ပြီဖြစ်လို့လက်ရှိမြောက်ရီမျိုးနဲ့မြန်မာထိုင်းနယ်စပ်တစ်လျှောက်မှာဝေါ်လီပြူဟာဥက္ကရဋ္ဌစကန်နဲ့ထိတဲလေကာကင်းစကန်တို့သာကြာမာတော့တယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထိုင်းရဲ့တပွဲကစကောင်းစီထံလွှဲလိုက်တဲ့လူငယ်၄ဦးစစ်တပ်နဲ့ဗိုလ်ခန့်ရပြီး PDF ထံထွက်ပြေးလာတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံမှာဗီဇာတံတန်းလွန်ပြီးဖမ်းဆီးခံရပြီးတဲ့နောက် ခိုင်ရဲတပ်ဖွဲ့ကစကောင်းစီတန်လွှဲပေးလိုက်တဲ့လူငယ်လေးဦးဟာစတစ်နန်တို့ပိုးဆောင်ခံလိုက်ရပြီးအရေကနေထွက်ပြေးလွံ့မြောက်လာခဲ့ကြတယ်လို့မြေခိအိုင်မတ်တက်တရင်ကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကပလောင်မြို့အမတ်စနစ်တမ်းမတော်တမ်းမြင့်လေးချင်းရေချောင်းဒိုင်းဘိုးကိုစနစ်မှအာဓမ္မဆူဆောင်ခြင်းခံရတဲ့လူငယ်လေးဦးဟာမြေခိအိုင်မတ်တက်တရင်ထံသို့ခိုးလုံလာခြင်းဖြစ်ပါတယ်။အဆိုပါလူငယ်လေးဦးဟာထိုင်းနိုင်ငံမှာဗီဇာတက်တန်းကုန်တာကြောင့်ဖမ်းဆီးခံခဲ့ရပြီးမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်စဉ်အကြမ်းဖက်စကောင်းစီကဒိုင်းဘိုးကိုစနစ်တော့ စမုဒ္ဒံဘတ်စင်စတိဖြစ်အတင်းရမဘိုးဆောင်ခံခဲ့ရသူတွေဖြစ်တယ်လို့မြေခေရိုင်မှတ်တက်တဲ့ရင်ကတရင်ထုတ်ပြန်ထားပါတယ်အခုထိုင်းကစကောင်းစီလက်ထက်အလိုက်သူတွေအကုန်လုံးပဲအာရမစတားစုဆောင်ခံနေရတာနောက်ပြီးထွက်ပြေးလာသူတွေလည်းများတယ်လို့မြေခေရိုင်မှတ်တက်ရင်နဲ့နေဆက်သူကပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကလည်းထိုင်းရဲ့တပ်ဖွဲ့ကရနောင်းနယ်ကောတောင်းနေဆက်မှတ်တဆင့်အကြမ်းဖက်စကောင်းစီထံလွှဲပေးလိုက်တဲ့လူငယ်29ဦးဟာစတားစုဆောင်ခံလိုက်ရပြီးစစင်းရည်နယ်မြေတစ်ခုမှာစကောင်းစီတပ်သား2ဦးကိုဖြစ်ခတ်ခဲ့ ခရင်အမျိုးသားစည်းရုံး KNU ဓမ္မအလေးထံထွက်ပြေးခို့လုံခဲ့ပူပါတယ်။ဒါပြင်ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကလည်းဘလော်မြို့အခြေစိုက်ခါလရစခွန်မှာတင်အားဓမ္မစစ်သားစုဆောင်ခံရသူ၂ဦးဟာမြေခိရိုင်မှတ်တဲ့တရင်ထန့်တို့လက်နက်ခဲယံတချို့နဲ့တူလင်းဝင်လာခဲ့ပါတယ်။အချမ်းဘက်စကောင်းစီဟာပြည်သူ့စစ်မှုထံဥပဒေကို2014ဖေဖော်ဝါရီ10ရက်နေ့မှာတည်ပြုခဲ့ပြီးတဲ့နောက်လူငယ်များကိုအတင်းကျပ်ဖမ်းဆီးခဲ့ပါတယ်။လက်ရှိရခိုးကမှာတော့စစ်မှုထံတင်တဲ့အပတ်စဉ်14ရက်ရှိလာပြီဖြစ်ပါတယ်။ဒါပြင်လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲများအတွင်းမှာလည်း အဲ့ဒီစမုတ်တန်တင်နန်းစင်းများကိုအများဆုံးအသုံးပြုလျက်ရှိပါတယ်။အဆိုပါစစ်တင်နန်းစင်းများဟာတိုက်ပွဲတွင်တည်ဆုံမှုတွေများပြားနေပြီးဒေါ်လန်ရီတပွဲအများရဲ့အရှင်ဖန်ဆီခြင်းလဲခံနေရပါတယ်။ဒါကြောင့်စစ်သားစုဆောင်ခံရတဲ့လူငယ်များအနေနဲ့အကြမ်းဖက်စစ်တင်နန်းတန်းနေစဉ်ကာလမှာဖြစ်စေတင်နန်းပြီးဆုံးလို့လန်နတ်တက်ဆင့်ပြီးအနေထားမှာဖြစ်စေအချိန်နေပေးတာနဲ့ပြည်သူဒေါ်လန်ရီအဖွဲ့အစည်းတွေဖြစ်ကြတဲ့ PDF, PAKAPA, PAAPA, PALAPA နဲ့ဒိုင်းရင်းသားဒေါ်လန်ရီအဖွဲ့အစည်းများထံဗတ်ပြောင်းခို့လုံကြရတဲ့ ပြည်သူ့ရဲ့ဝင်ကဲတို့ဖွဲ့စည်းများထံချိတ်ဆက်ထားဖို့မြို့သားညညရဲ့ဆိုရကထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့မီတာလျက်ဆက်ကားရဲ့မိခင်ကုမ္ပဏီဒေဝါလီခံရပြီးတဲ့နောက်ပြည်ရဲမှာကားဝယ်ထားသူတွေဈေးလျှော့ပြန်ရောင်းလာတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမြန်မာနိုင်ငံကိုတင်သွင်းနေတဲ့တရုတ်နိုင်ငံထုတ်နီတာ EV လျက်ဆက်ကားရဲ့မိခင်ကုမ္ပဏီဟာတရုတ်မှာဒေဝါလီခံသွားပြီးတဲ့နောက်ပြည်ရဲမှာအဲ့ဒီကားတွေကိုဝယ်ယူထားသူတွေကလျှော့ဈေးနဲ့ထုတ်ရောင်းလာကြပါတယ်။ EV ကားတွေဟာ73စီအသုံးပြုမောင်းနေရတဲ့ကားများထက် ရင်ရဲ့အတွင်းပိုင်းကိုလားဆင့်ထိမ့်သိမ့်ဖြူပြမှုပုံမလို့ရခြင်းနဲ့ EFI ကအတွင်းမှာပါရှိတဲ့ software ကားရဲ့ထိချုံမှုစိတ်ပိုင်းတွေကိုထုတ်လုပ်တဲ့ကုမ္ပဏီနဲ့တာဓာတ်ဆိုင်နဲ့ဂျိုးဆက်ကြောင်းလို့သိရပါတယ်။အခုလားဆင့် software update တွေထမ်းမလုပ်နိုင်ရင်ကားကတနေ့နဲ့တွင်လောက်ကောင်းကောင်းလုံးနိုင်မှာမဟုတ်တော့လို့။ဥပမာတရုတ်မှာ2024ခုနှစ်နေဆန်ပိုင်းမှာဒေဝါလီခံသွားတဲ့ကားမတ်တစ်စိတ်တစ်ခုဆိုရင်အခုကားရဲ့လုံဆောင်ချက်တွေလုံးမလုပ်တော့လို့လုံးဝတုံးလို့မရတော့တယ်လို့ဖြစ်နေပြီလို့သိရတယ်။ဒါကြောင့်နီတာကားတွေဈေးဘောတောင်မဝယ်သင့်တော့ပါဘူးလို့ EV ယာဉ်ကြောင်လေးလနေသူတဝူးကအကြံပြုပါတယ်။ဇွန်လ19ရက်နေ့မှာတရုတ်နိုင်ငံပိုင်မီဒီယာ CCTV ရဲ့ဖော်ပြချက်အရလေယာစက်ကမတ်တဆိတ်နီတာရဲ့မိခင်ကုမ္ပဏီဟာဂျွေးမီယွမ်30ဘီလီယံကျော်ရှိနေပြီးတော့၎င်းတို့ရဲ့ဂါထုတ်လုပ်မှုဟာရနာထားရတဲ့အတွက်ဒေဝါလီခံတယ်လို့ဖော်ပြခဲ့ပါတယ်။အဆိုပါနီတာ EV ကားရဲ့မိခင်ကုမ္ပဏီနဲ့မြန်မာပြည်တွင်းမှာရှိတဲ့ Grand Cyrus Limited တို့ဟာမြန်မာနိုင်ငံသို့ကားများတင်သွင်းရောင်းချရန်2022ခုနှစ်အောက်တိုဘာလကသဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။ အခုနေတာကားတွေပြည်တွင်းရောက်လာတာအစည်းရေတထောင်လောက်ရှိပြီ။ဒွင်းနာက GSE ကစတင်တာပါ။ရင်းနေတဲ့သူတွေကသူ့ကိုကိုမိုးဆက်လို့လဲခေါ်တယ်။သူ့မှာတခြားလုပ်ငန်းကွဲတွေလည်းအများကြီးရှိသေးတယ်။နိုင်ရိုးကျော်တို့နဲ့ကစီးပွားဘက်တွေပေါ်လို့မော်တော်ယာဉ်ရောင်းပြကန်ပန်းရှင်တအူးကရှင်းပြပါတယ်။နိုင်ရိုးကျော်ဟာအနာသိန်းခေါင်းဆောင်မယောင်းလိုက်ရဲ့တမိခင်တီတီတက်မွန်နဲ့မဲဆွေရင်ဖြစ်ပြီး၎င်းရဲ့စီးပွားဘက်လည်းဖြစ်တယ်လို့7စင့်ရုပ်ရှင်ထုတ်လုပ်ရေးအပါအဝင်လုပ်ငန်းများထဲမှာတွဲလုံနေသူဖြစ်ပါတယ်။ ဒါပြင်နိုင်ဒိုးကျော်ဟာစစ်တပ်အတွက်တရုံများကိုတင်သွင်းဝဲယူပေးနေသူများထဲမှာတဦးဖြစ်တယ်လို့၎င်းကိုသိတဲ့လုပ်ငန်းရှင်တဦးကလည်းပြောပြပါတယ်။အော်စတင်လို့ခေါ်တဲ့မိုးဆက်ဟာနေပြီးတော့မှပါ AV ချာချင်းစေရှင်ကိုပါတိဆောက်လောက်ကန်ကွင်ရထားသူဖြစ်ပါတယ်။၎င်းရဲ့လုပ်ငန်းတွေဟာနေတာအပြင်ရေဒါရနဲ့နေရောမော်မတဆိတ်လျက်ဆက်ကားများကိုလည်းဖြန့်ပြူရောင်းချနေပါတယ်။ဒါပြင်နေပြီးတော့မန်လေးတို့မှလည်းဟွန်တိုင်းကားရောင်းပြကန်တွေဖွင့်ထားပါသေးတယ်။ GSC ကုမ္ပဏီအောက်မှာရှိတဲ့နီတာအော်တိုမြန်မာကတော့နီတာကားများအတွက်လိုအပ်တဲ့အပိုးပစ္စည်းများကို အလုံလောက် install ထားရှိခဲ့တဲ့ပြင်ကားတွက် running ကလေးများကိုလည်းတာဝန်အပြည့်အဝယူပြီးစင်စမပြတ်လောက်ဆောင်ပေးနေကနီတာကအုံပြုနေတဲ့ပြည်သူများစိုးရိမ်ပူပန်ရမလို့ပဲဆက်လက်အုံပြုဖို့ထုတ်ပြန်ထားပါတယ်အခုက software update ဘယ်လောက်ထိရမှာလဲမြန်မာပြည်ကားလူတွေကကားတစ်စီးကိုအနည်းဆုံး10နှစ်လောက်စီးကျင်ကြတဲ့လူတွေလေအမှန်တော့လဲစီးကျင်ပေမဲ့ဈေးကြောင့်မလဲနိုင်ကြဘူးကားမှာ motor control unit တွေအတွက် update မရတော့ရင်အတော်ကိုဒုက္ခရောက်မှာပါ9နှစ်လောက်ကတော့တည်တာမယ်မထင်သေးဘူးဒီ9နှစ်နောက်ပိုင်းတွေ့တည်ကျင်ပါတယ်ဖုန်းတွေတောင် update မရတော့ရင်ဟန်းတာတွေ application အသက်သုံးမရတာတွေဖြစ်လာတာပဲလို့ EV ကတုံဆွဲနေသူတဦးက EV ကတုံဆွဲနေသူတဦးက Nita Auto မြန်မာရဲ့ထုတ်ပြန်ချက်ကိုတုံ့ပြန်ထားပါတယ်။လက်ရှိဈေးကွက်မှာကျပ်သိန်း1300အထက်ရှိတဲ့ Nita ကားစီးဟာအခုဇွန်လဒုတိယပတ်ကစလို့ကျပ်သိန်း1000အောက်ကိုရောက်ရှိခဲ့ပါတယ်။အခု3950နဲ့တောင်ရောင်းနေကြတာတွေ့တယ်။အရင်ကတည်းက EV ကိုတိတ်မကြိုက်တဲ့ဝယ်ရောင်းဈေးကွက်မှာတော့ဘယ်သူမှဝယ်မှာမဟုတ်ပါဘူး။ဈေးကျလို့ဈေးတန့်လို့ဆိုပြီးဝယ်မဲသူတွေလည်းတကယ် EV အကြောင်းနားလဲတဲ့သူတချွန်းတဲ့သူတွေနဲ့တိုင်ပင်ကြပါလို့ မတော်ရင်ဝယ်ရောက်လောက်ကိုင်းနေသူတအူးကတိုက်တွန်းထားပါတယ်။လက်ရှိမှာတရုတ်နိုင်ငံကိုအမိပြုလွန်ပြီးခိုင်မာမှုမရှိတဲ့မြန်မာနိုင်ငံရဲ့ AV ကမူဝါဒတွေကြောင့်ဒုံဆွဲတဲ့သူတွေအတွက်ဆုံးရှုံးမှုတွေကိုကာကွယ်ပေးရန်မြစ်တီပြတ်တန်းချက်မှာရှိမနေဘူးလို့လည်း၎င်းကဆက်ပြောပါတယ်။အခုငွေကြေးတွေယူပြီး promotion လုပ်ပေးနေတဲ့ blogger တွေသူတို့အပြောကောင်းတိုင်းစိတ်မရိုင်ကြဖို့အတွက်အသေးတရေရှိကြပါလို့မတော်ရင်နေပညာအကြောင်းမျှဝေပေးနေသူတအူးကလည်းပြောပါတယ်။ဒါပြင်လက်ရှိထိုင်းနိုင်ငံမှာလည်းအာမခံပေးထားတဲ့အပိုးပစ္စည်းများရရှိရန်ကြံ့ကြံ့နေခြင်းပြက်လက်ခြင်း ဂါပြူပြင်းနဲ့စင်တာများပိတ်သိမ်းသွားခြင်းနဲ့ဒုံဆွဲသူများရဲ့အာမခံချက်တွေတောင်းဆိုမှုများကိုညှင်းပယ်ခြင်းတွေကြောင့်ထိုင်းနိုင်ငံမှာရှိတဲ့ EV ကဒုံဆွဲသူတွေကမီတာကုမ္ပဏီကိုရေးယူရန်ထိုင်းနိုင်ငံဒုံဆွဲသူများကောင်စီကိုတိုင်ကြားထားပါတယ်။အခုကောင်စီအနေနဲ့သဆိုင်ရာအာဏာပိုင်တွေနဲ့ပူးပေါင်းပြီးဥပဒေအရရေးယူနိုင်ဖို့လှုံ့ဆော်သွားမှာဖြစ်တယ်လို့ဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံဆိုင်ရာတရုတ်တန်ယုံကိုလည်းစားဖို့အကြောင်းကြားသွားမှာပါလို့ဒီစစ်စစ်ရဲ့အခွင့်အရေးကောက်ွယ်စောင့်ရှောက်ရေးဌာနအကြီးအကဲဖြစ်သူ Sofon Nuras ကတနေရှင်းသတင်းဌာနကိုဖြေကြားထားပါတယ်။ စတက်အာနာသိပြီးနောက်ပိုင်းစကောင်းဆောင်မင်းအောင်လင်က EV ကားများကိုသာတင်သွင်းရန်စင်တဆိုင်ထုတ်ပေါ်ပြောဆိုခဲ့ပြီး၎င်းရဲ့သားနယ်သမီးက EV ကားများတင်သွင်းခွင့်ကုမ္ပဏီတွေထောင်ထားခဲ့ပါတယ်။ဒါပြင်စီးပွားကူးတန်းရဲ့စီးရင်ရ2024ခုနှစ်ကုန်တိမြန်မာနိုင်ငံသို့ EV ကားစီးရင်6400ကျော်တင်သွင်းခဲ့ပြီးအထက်ထက်က60ရာခိုင်နှုန်းကျော်ဟာတရုတ်နိုင်ငံထုတ် EV ကားတွေဖြစ်ကြပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရဲ့ဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ ားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ